လက္ခဏာနဲ့ပတ်သက်ပြီးလေ့လာမိတဲ့အချက်လက်လေးတွေကိုပြောပြချင်ပါတယ်။အခုပြောချင်တာကတော့အုတ်ကန်ကောင်းတဲ့လက္ခဏာဆိုတဲ့အကြောင်းပါ။ဘာလို့ကြည့်ပြီးပြောလို့ရတယ်လဲဆိုတော့ဒီလက္ခဏာမှာလက်ခလဲအောက်ထိတက်နေတဲ့ကံလန်းကအရန်ကောင်းပါတယ်။တချို့ကလည်းဒါကိုစနေလန်းလို့ခေါ်ပါတယ်။လက်ခလဲအောက်စနေဂျုံကိုထိုးတက်နေတဲ့လန်းပေါ့။အစကလည်းတင်းလာဂျုံဘက်ကနေဥတီပြီးတော့လာတယ်။ မညာကလည်းအထက်ကိုရောက်လေထင်ရှားလေမို့လို့အဲ့ဒီလိုလက္ခဏာရှင်မျိုးဟာအသက်ကြီးလေအိုကန်ကောင်းလေလို့ပြောလို့ရပါတယ်။နောက်ပြီးတော့ကြည့်ပါဦး။လက်ညှိုးအောက်တာတာပလေးကြုံကမြင်းကလည်းအင်မတန်မှတန့်ရှင်ပြီးတော့ကောင်းပါလေ။ထင်ရှားအောက်ကောင်းပါလေ။မိမိရဲ့အကြံစီမံသမျှအောင်မြင်တယ်။ဒါနဲ့မကသေးပါဘူး။အောင်မြင်လန်းကလည်းအရန်ကောင်းပါလေ။ဂျိုကုံတွေကလည်းတန့်ရှင်သက်ရပါလေ။ ဒါကြောင့်ဒီလိုလက္ခဏာရှင်မျိုးဟာအသက်ကြီးလေအိုကန်ကောင်းလေအေးစစ်စစ်ဖျားတရားနဲ့နေရလေဆိုတဲ့ဇာတာရှင်မျိုးဖြစ်ပါလေနောက်ထပ်လက္ခဏာလမ်းကြောင်းတစ်ခုကိုပြောခြင်းပါလေဒီလက္ခဏာပုံစံကိုကြည့်ပါသင်လက်မှာအဲ့ဒီလိုမျိုးလက္ခဏာပါလားကံလမ်းကြောင်းကိုကြည့်ပါဒီကံလမ်းကြောင်းမှာအဖြတ်များများစွာရှိနေပါလေ အကျိုးသက်ရောက်မှုတော့အများကြီးမရနိုင်ပါဘူး။ကံလန်းကြောင့်မှာအသက်လန်းတိုင်းခံမှုရဆိုရင် အသက်38အသက်40 40 45ဒီဝန်းကျင်မှာအဖြစ်မြင်နေအများများပါလေ။ဒါကြောင့်ဒီပုဂ္ဂိုလ်ဟာအဲ့ဒီအသက်အပိုင်းခြားမှာတော်တော်လေးကိုရှုံးကန်စူးစမ်းပါမယ်။အောင်မြင်လန်းကိုကြည့်ပါ။အောင်မြင်လန်းကတိတ်ချာကြည့်ရင်တန်ရှင်းစင်ကြယ်မှုအားနေတာကိုတွေ့ရပါတယ်။အောင်မြင်လန်းမှာ ဖြတ်တွေပါတာလည်းတွေ့ရပါတယ်။ဒါကြောင့်အောင်မြင်မှုရရှိပြီမဲ့လဲကံလိုပဲအကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။အကျိုးသက်ရောက်မှုအပြည့်မရနိုင်ဘူး။အောင်မြင်မှုတစ်ခုရဖို့အတွက်စကုတ်စခဲစူးစမ်းရပါမယ်။ထူးခြားချက်ကတနင်္ဂနွေဂျိုကွန်အောက်နှလုံးလမ်းကြောင်းပေါ်မှာသရိကံခေါ်ဇေဒီပုံစံလေးအထင်ရှားပါနေပါတယ်။လက်သက်ကြွယ်အောက်ကိုကြည့်ကြည့်ပါ။ ါဟာငွေရေးကြေးအဆင်ပြေနိုင်ပါလေ။ကျမရေးလမ်းကြောင်းဟောကကျမလမ်းကြောင်းဟာလည်းတန်ရှင်းစင်ကြယ်နေပြီးဒါကြောင့်ဒီပုံကိုယ်တွေဟာကိုကျမတို့သာ ကိုဖန်တီးနိုင်တဲ့ပုံကိုယ်လို့ပြောလို့ရပါလေ။ပြောရမစင်တော့ဒီလိုမျိုးပါတဲ့သူဟာလက်တွေ့ဆန်တဲ့မိမိဘာသာကံကိုဖန်တီးနိုင်တယ်။အောင်မြင်မှုကိုများရအောင်ယူတတ်တယ်။ငွေကံကောင်းပေမဲ့လည်းငွေကရလိုက်ကုန်လိုက်ဖြစ်တတ်တယ်ငွေကြောင့်ဒုက္ခတွေ့တတ်တယ် ဒုက္ခတွေ့လဲခဏပဲဒီလိုလူမျိုးဟာပြန်ပြီးတော့ထောင်တက်လာတဲ့။ဒါကြောင့်ဘဝတစ်ခုလုံးရုန်းကလှုပ်ရှားမဲ့သူဆိုလဲမှမပါဘူး။နောက်ထပ်လက္ခဏာလမ်းကြောင်းတစ်ခုပြောချင်ပါတယ်။ဒီနှလုံးလမ်းကြောင်းကိုကြည့်ပါ။နှလုံးလမ်းကြောင်းဟာပုံမှန်ပြထားတဲ့အတိုင်းလက်ကလေးနဲ့လက်သွေးကြားတော့မှခွဲထွက်ပြီးလက်ညှိုးနဲ့လက်ကလေးကွာချအောင်ကြာတာပလီဂျူကိုခွဲပြီးတော့တက်နေတယ်။ အတလန်းကြောင်းကဩဇာလန်းကြောင်းဟာလည်းတနင်္ဂနွေဂျိုကိုမော်ကို ထိုးတက်နေတယ်အသက်ကျွယ်အောက်ကိုကြည့်ပါဒါဆိုရင်ဒီလိုလူမျိုးဟာလူသမျှအောင်မြင်မယ်စိတ်ရည်ရင်လည်းစူးစမ်းရင်လည်းအောင်မြင်လာတတ်တယ်ကြီးပွားချမ်းသာတတ်ပါလေတနင်္ဂနွေဂျိုကိုမော်ကို ထိုးတက်လာတဲ့ကာလကစပြီးဘဝမှာတိုးတက်ကြီးပွားနိုင်ပါလေနောက်ထပ်လက္ခဏာလမ်းကြောင်းတစ်ခုပြောချင်ပါလေဒီတစ်ခေါက်ပြောချင်တာကလဝါပြင်ပေါ်မှာပါတဲ့အရန်ကောင်းတဲ့သင်္ကေတလေးပါဒါကတော့သတိကံကြာဘူးတန်လေးရဲ့ ညောင်ရွံငကျင်းမီတို့သဘောတဘာဝအကြောင်းပြောခြင်းပါလေကျွန်တော်တို့လက်စကြောတနင်္ဂနွေကျော်ကမှာတရိကံရှိရင်ငွေကျဲဥစ္စာကိုလွန်ကျွဲဝချမ်းသာတတဲ့တန်လျက်ရှိရင်ဘယ်လုပ်ငန်းမှာပဲလှုပ်လှုပ်အကြီးကဲနေရာရတတဲ့အကြီးကဲဖြစ်တဲ့စစ်ဘက်နယ်ဘက်မှာဆိုလဲထိတ်ဆုံးရောက်တတဲ့တနင်္လာကျော်ကမှာဗျာတနင်္လာကျော်ကမှာတရိကံရှိရင်စာပေကျမ်းကမှာဝါသနာပါတယ် စာပေကျမ်းစာနဲ့ပတ်သက်ပြီးကဗျာလင်္ကာမှာအထူးထင်ပေါ်ကျော်စောတက်ပါလေအင်္ဂါဂျုံကုံအဖို့ကြည့်ပါအင်္ဂါဂျုံကုံဖို့ဆိုတာဟာလက်မပေါ်ပါအဲ့ဒီအင်္ဂါဂျုံကုံဖို့သမဟုတ်အမအမဆိုတာကတော့တနင်္လာဂျုံကုံအောက်ကပါအဲ့ဒီနေရာမှာသတိကံတေချာရှိရင်စပတ်ဆိုင်ရာမှာရာဟုကြီးကြီးမမရတက်ပါလေလက်တော်ဘောဓုဂျုံကုံမှာသတိကံရှိရင်တော့တင်ချာဓာတုဗေဒပညာရေးမှာထိုးကျွန်းထမြင်မဲ့သူဖြစ်တယ်ရှင်းနေရှိရဖြစ်တယ် စကားပြောရန်ကောင်းတဲ့ပုံကိုယ်တွေဖြစ်တယ်လူလူကိုဆွဲဆောင်စီးနိုင်တဲ့သူတွေဖြစ်ပါလေကျန်တာပရိဂျိုကမှလက်ညှိုးအောင်မှာတရိကန်ရှင်လူပေါင်းတဲ့ဦးစီးကောင်းဆောင်ဖြစ်တယ်အကြီးကြီးဖြစ်တဲ့ကျန်တာပရိဂျိုကကျန်တာပရိလက်ချောင်းဟာအမိန်ပေးစီခိုင်းတဲ့လက်ချောင်းပါဒါကြောင့်ဒီလိုလူမျိုးဟာအမိန်ပေးစီခိုင်းရမယ်လို့ပြောလို့ရပါလေတောက်ကြဂျိုကမှတရိကန်တရံအထင်ရှားကြီးပါရှိရင်အချီရင်မှာအောင်မြင်မယ်မိမိနှစ်သက်တဲ့သူနဲ့အကြောင်းပါတတယ်တကယ်လို့စနေဂျိုကမှတရိကန်ရှိရင်တော့အကြီးကြီးဖြစ်တဲ့ မိမဖြစ်ရင်တော့မင်းကတော့ဖြစ်တဲ့တဲ့။ဇာတာပရိကျုပ်ကမှကြောက်ဘူးရှင်လဲအမှုညာလောကမှာထင်ရှားကြော်စောတတ်ပါလေ။ညောင်ရွက်ဆိုတာကတော့လက်ဖွားမှာမြည်သည့်ကျုပ်ကမှပဲမဆိုပါပါရင်ရန်သူမျိုး၅ပါးမဖြစ်စည်းနိုင်ဘူး။ဘေးရနေမျိုးမျိုးကိုတွန်းလှန်နိုင်တဲ့သူဖြစ်တယ်လို့ပြောဆိုပါလေ။အတန်လန်ကျောင်းအောက်မှာငကြီးမီးအထင်ရှားရှင်တော့အိုတဲ့အခါမှာအဥ္စာပစ္စည်းနဲ့အပြည့်စုံနေရပြီးစိတ်အေးချမ်းသာစွာ နေရတတ်တယ်ဆိုတဲ့လက္ခဏာပဲဖြစ်ပါလေ။ နောက်ထပ်လက္ခဏာတစ်ခုပြောချင်ပါတယ်။လံဝါးပြင်ပေါ်မှာမှဲ့ဆိုတာဟာဘယ်နေရာမှာပါပါမကောင်းပါဘူး။လံဝါးပြင်ပေါ်ကဒီမှဲ့တွေဟာလက္ခဏာရှင်ကိုအတော်လေးဒုက္ခပြေဒနာပေးဆွနိုင်ပါလေ။မှဲ့တွေဟာတာမန်လူတွေအတွက်ကန့်ဆိုးမှန်းမသိပေမဲ့လက္ခဏာဆရာတွေကတော့မှဲ့ထွက်ရှိတဲ့ဂျိုးကုံပေါ်မှာတည်ပြီးလက္ခဏာရှင်ရှောင်ကျင်ရမယ့်ကံတရားကိုဟောပြောနိုင်ပါလေ။အခုပုံမှန်ပါတဲ့မှဲ့ဟာ လက်ကောက်ရဲ့အဆက်အသက်လမ်းနှစ်ဘေးမှာထွက်ရှိနေပါလေ။ဒါဆိုတော့လက္ခဏာရှင်ဟာကျမ်းမာရေးရုတ်တရက်ဆူဆူဝါဝါထိခိုက်တာသို့မဟုတ်အချုပ်ကျထောင်ချတာမတော်ရင်မောင်းရင်ရုတ်တရက်မှောက်လဲသွားတာမျိုးတော်တော်လေးဆူဆူဝါခံစားပါမယ်။ဒီလိုမဲ့ပါတဲ့ချိန်မှာမျိုးသမီးဆိုရင်ကလေးမွေးဖွားရင်လည်းအခက်အခဲပြဿနာများစွာကြုံရမှာမလွဲဧကန်ဖြစ်ပါလေ။မိမရဲ့သဘောတဘာဝဟာကောင်းကျိုးကိုမပေးဆွံပါဘူး။ လက္ခဏာရှင်ဘွားကိုစုပ်ပြတ်တတ်တဲ့အထိတည်တဲ့အထိတော့မှရက်ဆက်တဲ့သဘောပေးစွမ်းနိုင်ပါတယ်။ဒါကြောင့်အထူးသတိထားသင့်ပါတယ်။လဝါပြုံပေါ်မှာမဲနေတဲ့ဖက်တွေထဲရှိပြီးဆိုရင်တော့ကြိုတင်သိပြီးကြိုတင်ဖယ်ရှားမှုပြုလုပ်ထားသင့်ပါတယ်။မဟုတ်ရင်လက္ခဏာရှင်တို့ဘေးရနေကြုံတွေ့ရပါမှာ။မိတ်ဆွေရဲ့လက်မှာမှဲ့ပါလား။မှဲ့ဟာဘယ်နေရာမှာပါလဲလေ့လာကြည့်ပါ။နောက်ထပ်လက္ခဏာတစ်ခုပြောချင်ပါတယ်။ မိတ်ဆွေရဲ့နှလုံးလန်းကြောင်းအစပြုတ်ပုံနဲ့ပတ်သက်ပြီးပြောချင်ပါလေနှလုံးလန်းကြောင်းဟာပြောရမယ်ဆိုရင်တော့လက်ညှိုးအောက်ကျတော့ပရိဂျူကုန်နဲ့လက်ခလဲစနေချားကနေအစပြိုးထားမယ်ဆိုရင်လက္ခဏာရှင်ဟာအခြေအေးမှာလေးနဲ့တည်ကြည့်တယ်ခိုင်မာမယ်သစ္စာရှိတယ်ကောင်းတဲ့အချက်တွေများစွာနဲ့ချစ်တတ်ပါလေနင်နာခံပေးဆက်ခြင်းစိတ်ရှိသူတွေပါအဲ့ဒီလိုမျိုးနဲ့တွဲမယ်ဆိုရင်သူတို့ဘက်ကစပြီးလမ်းခွဲဖို့ဆိုတာအတော်ခက်ခဲပါလေ တကယ်လို့လက်ညှိုးအောင်ကြတော့ပရိဂျူဂုံဘေးကအစာပြုတ်နေပြီဆိုရင်လက္ခဏာရှင်ဟာမမြင်ဘူးမူးမြစ်ထင်ဆိုသလိုအပြစ်မမြင်နိုင်အောင်တိတ်ချစ်တတဲ့သူမျိုးပါစင်ကန်းတော်တူတဲ့ပုံမျိုးပေါ့အချစ်အတွက်ဆိုရင်အနစ်နာခံပေးဆက်ခြင်းစိတ်အပြည့်ရှိတဲ့သူတွေမှာပါတဲ့လက္ခဏာပါတကယ်လို့စနေဂျူဂုံတဲ့တဲ့အောက်ကနေစနေပြီဆိုရင်တော့လက္ခဏာရှင်ဟာစန့်ကျင်ဘက်လိန်နေပေါ်မှာအရန်ကိုဆွဲဆောင်မှုရှိပါလေသူတို့ဟာကောက်ယူမိလို့ ချစ်တဲ့သူတွေလည်းဖြစ်ပါတယ်ချစ်စားခင်စားကျင်နာကားဆိုရင်တုံလျောင်ချစ်တတ်ပါတယ်ပြီးရင်ဘာမှမဟုတ်တော့ပြန်ပါဘူးကိုချစ်တဲ့လောက်ပြန်လည်းမချစ်ကြတော့ပါဘူးတစ်ခါချစ်ပြီးနဲ့နောက်တစ်ခါပြန်မချစ်တတ်ပါဘူးဟန်ဆောင်လည်းကောင်းပါတယ်နှလုံးလန်းအဖျားကိုင်းကကိုယ်စင်ခိုင်တော့လက္ခဏာရှင်ဟာအနည်းဆုံးလူရဲ့သစ္စာဖောက်ခြင်းခံရတတ်ပါလေမိမိတန်ရုံးစဉ်ရှိတဲ့သူတွေနဲ့ပတ်သက်ပြီးပြဿနာတက်ခြင်းအသက်နဲ့ဆိုင်တဲ့အထိဘေးတွေ့ခြင်းချစ်ရသူတွေကြောင့်စိတ်ရှုပ်စရာကြီးကြီးမားမား ကြုံတွေ့တတယ်ဆိုတဲ့လက္ခဏာပဲဖြစ်ပါလေလက္ခဏာနဲ့ပတ်သက်ပြီးလေးလာမိတဲ့ချက်တွေပြောပြတာပါနားဆင်ပေးတဲ့အတွက်ကျေးဇူးပါဗျာ